စာနယ်ရိတ်ခါပြည်လန်မုံကြောင့်ပွိုင်း63လုံးစခန်းကနေထွက်ခွာလာကြတဲ့စစ်အုပ်စုစစ်ကြောင်းတစ်ခုကိုအရခတက်တော် AA ကရှင်းမုံတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကတိစုံမုံတချို့ရှိခဲ့ပြီးလက်နက်ခဲယမ်းနဲ့စစ်တုံးပန်းတချို့ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဒီဇင်ဘာလ3ရက်နေ့ည4နာရီကျော်လောက်မှာပွိုင်း63လုံးစခန်းကောင်ကထွက်လာတဲ့အင်အား100ကျော်ပါစစ်ကြောင်းဟာစခန်းနဲ့တမိုင်လောက်အယောက်မှာ ိုက်ခိုက်ခံရတာဖြစ်တယ်လို့ AA နဲ့နီးစပ်တဲ့စီရေးတည်ရင်းမြစ်တယောက်ကပြောပါရယ်။ AA ရဲ့အနီးကပ်စောင့်ကြည့်တိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်ကထိခိုက်အကြဆုံးများပြီးတော့ကစင်ကလေးရထွက်ပြေးမှုတွေလည်းရှိနေတဲ့အတွက် AA ကလိုက်လံတိုက်ခိုက်နေလို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားမှုတွေရှိနေတယ်လို့ဆိုပါရယ်။ RK တပ်တော်ကပဲခူးတိုင်းပနောင်မြို့နယ်ပကံကွေးကျေးရွာတောင်ဘက်6ကီလိုမီတာအကွာအဝေးမှာရှိတဲ့0.63လုံးစခန်းကုန်းကို အော်တိုဘာလ14ရက်နေ့ကတင်ပိုက်ခဲ့ပြီးတဲ့နောက်စခန်းကုန်းတစ်ခုလုံးကိုရှင်းလင်းနိုင်ခဲ့ပါတယ်။အဲဒီနောက်လေကြောင်း NDA ကြောင့်စခန်းကနောက်ဆုတ်ထားပြီးရဲအနေငယ်အကြစစ်တပ်ကအင်အား300လောက်နဲ့အဲ့ဒီစခန်းကိုပြန်လည်ဝင်ရောက်တပ်ဆွေးနေကြတာပါ။အေးကလည်း0.63လုံးစခန်းကုန်းကိုဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီးထောက်ပို့လမ်းကြောင်းတွေကိုပါဖျက်တောက်ထားတာကြောင့်အဲ့ဒီစခန်းကုန်းမှာတပ်ဆွေးနေတဲ့စစ်သား300လောက်ဟာစားနပ်ရိက္ခာပြတ်တောက်ပြီးအခုလိုစခန်းကနေပြန်လည်ထိုးထွက်လာတာလေးဖြစ်ပါတယ်။